င်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်ဒီနေ့ matchla 16ရက်နေ့အတွက်သတင်းစာဘောကဖတ်စရာစီစဉ်ကိုတော့ကျွန်တော်အာကာနဲ့ကျွန်မခင်ဇိုရောကတင်ဆက်ပေးသားမှာပါဟုတ်ကဲ့ပါညီမရေကဲဒီနေ့ထွက်လာတဲ့သတင်းစာတွေ channel တွေကတော့ channel တွေကတော့မျက်နှာဖုံးတွေအကုန်လုံးကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါမနေ့ကတော့ကျွန်တော်ဒါနိုင်ငံတော်တမရအစ်စ်ပေါ့နော်ဟုတ်ကဲ့ရွှေချစ်ခံရတဲ့ဒါတမရဦးထင်ကျော်နဲ့ပတ်သက်တဲ့မျက်နှာဖုံးသတင်းတွေကြီးပဲအများဆုံးတင်ထားပါတယ်ဒါကလည်းကျွန်တော်တို့သတင်းစာတွေ channel တွေအနေနဲ့ဂုံပြုတဲ့အနေနဲ့တင်ထားကြတာပါထို့တူပါပဲကျွန်တော်တို့ဒီ DVB သတင်းဌာနအနေနဲ့ကလည်းနိုင်ငံတော် သမရဦးထင်ကျော်ကိုပေါ့နော်ကျွန်တော်တို့ TV သတင်းဌာနအနေနဲ့ဂုဏ်ပြုကြောင်းပြောကြားလိုပါတယ်ခင်ဗျာဒါအများပြည်သူတွေနဲ့တူပေါ့နော်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့ပထမဦးဆုံးမျက်နှာဖုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ဒါ daily level သတင်းစာကပါပဲဒါပြည်ထောင်စုသမရမြန်မာနိုင်ငံတော်ကိုဦးမြောက်သမရဖြစ်ဦးထင်ကျော်အားရွေးချယ်တင်မြောက်ပြည်သူများ၏အောင်ပွဲဒေါံဆန်းစုကြည်အောင်ပွဲဖြစ်ကြောင်းဦးထင်ကျော်ပြောကြားဆိုတဲ့သတင်းဖြစ်ပါတယ်အဲနောက်တစ်ခုကတော့ဒါ the voice daily သတင်းစာရဲ့မျက်နှာဖုံးပါညီမကြီး ဝင်ကြီးဥယီနဲ့ဝင်ကြီးဌာနအစီအတွက်ပြင်ဆင်သတ်မှတ်မယ်ဆိုပြီးတော့ဒါတပွားကြည့်မျက်နှာဖုံးမှာတင်ထားပါတယ်။အဲနောက်တစ်ခုကတော့ကျွန်တော်ဒါနိုင်ငံပိုင်သတင်းစာတစောင်းပဲဖြစ်တဲ့မြောက်ရီနေစဉ်သတင်းစာပေါ့နော်။မြောက်ရီနေစဉ်သတင်းစာမျက်နှာဖုံးမှာတင်ထားတာတော့နိုင်ငံတော်သမရဦးသိန်းစိန်နိုင်ငံတော်သမရဖြစ်ရွေးချယ်တင်မြောက်ခံရသူဦးထင်ကျော်ထံသို့ဝမ်းမြောက်ဂုဏ်ယူကြောင်းတဝင်လွှာပေးပို့ဆိုတဲ့သတင်းမှာအခုလိုမျိုးဒါ ျွန်တော်တို့လက်ရှိတီစဲသမရာကြီးအနေနဲ့ပေါ့နော်သမရာအစ်စ်ပေါ်ကိုဒါဂုံယူချောင်းဝမ်းမြောက်ဂုံယူချောင်းပေါ့နော်ဟုတ်ကဲ့တောင်းလာပေးပို့တာပါထို့တူပါပဲကျွန်တော်တို့ဒီသမရာရွေးချယ်ပြီးပြီးချင်းမှာပဲနိုင်ပိုင်းအတွင်းမှာပဲတခြားနိုင်ငံတွေကလည်းဒါဝမ်းမြောက်ဂုံယူချောင်းဒါတဝန်တော်တွေပို့ခဲ့ပါတယ်ဒါနိုင်ပိုင်းအတွင်းမှာအစောဆုံးပို့ခဲ့တာကတော့ဒါအိန္ဒိယရဲ့တရုတ်ရဲ့အမေရိကန်ရဲ့ပါဒီသုံးနိုင်ငံမှာပြီးတော့ဒါဂျပန်ပေါ့နော်ကျွန်တော်တို့ဒါအင်အားကြီးနိုင်ငံကြီးတွေလိုပဲပြောမှာပေါ့အိန္ဒိယနိုင်ငံတွေရဲ့နောက်ပြီးတော့အင်အားကြီးနိုင်ငံရဲ့အနောက် အင်အားကြီးနိုင်ငံတစ်ခုရေပေါ့နော်ဒါအရင်ဆုံးစောစုံပို့ခဲ့တဲ့နိုင်ငံတွေပါဒါကတော့ဒီနေ့ထွက်လာတဲ့သတင်းစာတွေ channel တွေကမျိုးနှဖုံးသတင်းတွေပါညီမကြီးဟုတ်ကဲ့အိဒါအဘောဗာမြားရွှေထားလဲညီမအိဒါအဘောလည်းဒီတမရိုင်းနဲ့ပတ်သက်တဲ့သတင်းပဲပေါ့နော်ပြောရထားဒီမြန်မာနိုင်ငံအတွက်ပြည်သူအစိုးရလာပြီဆိုတဲ့ဒီကောင်းစင်နေပေါ့နော်အဲဒီနေ့ထုတ် ပြည်သူအရေးချာနယ်ရဲ့စာမျက်နှာနှစ်မှာဖော်ပြထားတာပါဘောနော်ဒီ2015ရွေးကောက်ပွဲမှာပေါ့နော်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့အပြတ်သက်အနိုင်ရခဲ့ပြီးတော့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ဒီကန့်သက်ချက်ကြောင့်ဒေါအောင်ဆန်းစုကြည်ကတမရမဖြစ်လာပေမဲ့သူ့ရဲ့ဒီထောက်ခံမှုနဲ့ပေါ့နော်တမရဥထိန်ကျော်ကိုဒီပြည်သူတွေကရွေးချယ်ပြီးတော့တင်မြောင်းလိုက်တဲ့ပုံစံနဲ့ဒီအခုတမရရွေးချယ်လိုက်ပြီပေါ့နော်ပြီးတော့ဒီတမရတောင်ဝင်အနှင်းခံရပြီးတဲ့နောက်မှာတော့ဒီဥထင်ကျော်အနေနဲ့ပေါ့နော်သူနဲ့အတူတူလက်တွဲလုပ်ကြရမယ်ဝင်ကြီးတွေကိုစုစည်းပြီးတော့ပေါ့နော်အစိုးရတဲ့အဖွဲ့စည်းတော့မှလည်းဖြစ်တယ်တဲ့ ပြီးတော့ဒီဝင်ကြီးတွေရတယ်2008ဖွဲ့စည်းပုံအရအစိုးရအဖွဲ့ပါဝင်ကြီးအလုံးမဟုတ်တော့ဘဲနဲ့ကာကွယ်ရေးဝင်ကြီးဒီကာကွယ်ရေးဝင်ကြီးပြည်ထောင်စုဝင်ကြီးနဲ့နေဆက်ရာဝင်ကြီးတွေကိုတော့ဒီကာကွယ်ရေးဦးစီးချုပ်ကတင်သွင်းထားမှာတင်သွင်းမှာဖြစ်တယ်ပေါ့နော်။တော်ဒီမှာထပ်ပြီးတော့ဖော်ပြထားတယ်။ပြီးတော့ဒုတိယသမ္မတနဲ့ပြီးတော့ဒုတိယသမ္မတတဦးကလည်းလွှတ်တော်အတွင်ရောက်ရှိနေတဲ့25ရာခိုင်နှုန်းသောတက်မတော်သားကိုစလေအစိုးအဖွဲ့ကိုတဲ့အစိုးပြုတော်တဦးပါဝင်လာမှာဖြစ်ပါတယ်ဆိုပြီးတော့ထပ်ပြီးရေးသားထားတယ်။သူရေးထားတဲ့ထက်ကဒီ တပိုက်ကိုတော့ထည့်ပြီးသွင်းပြီးတော့ဖတ်ပြခြင်း ਨੇ ဒီမိုကရေစီအစိုးရအဖွဲ့ဝင်တဦးဆိုတာတဲ့အာဏာရှင်အစိုးရအဖွဲ့ဝင်များနဲ့မတူပါတဲ့အခွင့်အရေးဆိုတာထက်တာဝန်ယူမှုနဲ့တာဝန်ခံမှုတွေပုံပုံများပြားလာမှာလည်းဖြစ်ပါတယ်တဲ့ဝင်ကြီးရာရူးရပြီဆိုရင်လည်းအခွင့်အရေးများရလာသည်ဟူသောခပ်ပေါ့ပေါ့အတွေးသမားများကလွဲပြီးတော့တဲ့ပြည်သူအများစုကနားလည်ပြီးသားအခွင့်အရေးခေလည်းမဟုတ်တော့ဘူးဖြစ်ပါတယ်တဲ့ဒီမိုကရေစီအစိုးရအဖွဲ့ဝင်တွေဖြစ်တယ်ပေါ့နော်သမရဒုဒသမရနဲ့ဝင်ကြီးများကတဲ့အပေါ်အခွင့်အရေးအထူးအခွင့်အရေးတွေယူဖို့မစင်စားဘဲမိမိအရေးချင်းတိုးတက်မြင်မာဖို့ ထိုက်တန်သူကိုတာဝန်လွှဲပြောင်းပြီးမတရားရရှိထားတဲ့စီးပွားဥစ္စာတွေကိုပိုင်ဆိုင်ထားဖို့မမျှော်လင့်နေဆိုတော့တဲ့ထိန်းချုပ်မှုများအောက်မှာတာဝန်ထမ်းဆောင်ရတော့မှာဖြစ်ပါတယ်တဲ့ဒါကြောင့်ဒီပြည်သူတွေကတင်မြောက်တဲ့ပြည်သူအစိုးရခေရောက်တော့မှာဖြစ်တယ်ဆိုပြီးတော့လေဒီအဒီတာရေးသားထားတာဖြစ်တယ်ပေါ့နော်သူအနေနဲ့ကလည်းဒါဂုံပြူရေးသားထားတဲ့ အနေထားလေးပါပဲဟုတ်ကဲ့ပါကဲဒါသလို့ရှိရင်ညီမရေဒါဒုတိယသတင်းတစ်ပုဒ်အနေနဲ့ကတော့ daily level သတင်းစာကရွှေထားပါတယ်ဒါကတော့ခုနကညီမဖတ်တဲ့တည်းမှာလဲဒါဆက်ဆက်ပါဝင်တဲ့ဝန်ကြီးဌာနတွေနဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်ပါနိုင်ငံတော်သမ္မတဖြစ်ရွေးချယ်တင်မြောက်ခံရသူကတင်ပြသည့်ပြည်ထောင်စုဆိုရဝန်ကြီးဌာနအရှိတွက်နဲ့ပြည်ထောင်စုဝန်ကြီးဦးရဲ့သက်မှတ်ခြင်းကိုမတ်လ18ရက်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာတင်ပြရင်ကြားထားတယ်ဆိုပြီးတော့ဒါသတင်းကောင်းစင်လေးတင်ထားတာပါဟုတ်ကဲ့ပါဒါမတ်လ18ရက်နေ့မှာလုံမယ်ပေါ့နော်ဒါဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ပြည်ထောင်စုလွှတ်တော်ပထမပုံမှန်အစည်းအဝေး အထမနေ့မှာဒီအစီအစဉ်လုပ်ဖို့အတွက်ရထားတယ်ဆိုပြီးတော့ဆက်ပြီးတော့ရေးသားထားပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဒီရထားချက်မှာဆိုနိုင်ငံတော်သမ္မတဖြစ်ရွေးချယ်တင်မြှောက်ခံရသူကတင်ပြတဲ့ပြည်ထောင်စုဆိုရဝန်ကြီးဌာနအစီအတွက်နဲ့အမည်နောက်ပြီးတော့ပြည်ထောင်စုဝန်ကြီးဦးရဲ့သတ်မှတ်ချက်တွေကိုတဲ့ပြည်ထောင်စုလွှတ်တော်နာယကကလွှတ်တော်ကိုတင်ပြမယ်အဲဒီနောက်ဆွေးနွေးမယ်ပြီးလို့ရှိရင်တော့ဒါအမည်စင်းတင်သွင်းကြေညာတာတွေဆက်ပြီးတော့လုပ်သွားမယ်ပေါ့နော်ဒီတဲမှာဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့အခုမကြမီတက်တော့မယ်အစိုးရအနေနဲ့ကတော့အခုလက်ရှိမှာဝန်ကြီးဌာနတွေကအများကြီးရှိနေတယ်ဒီတဲမှာမှာ တမရယုံဝင်ကြီးဌာနဆိုလဲဒါအများကြီးဖြစ်နေတယ်ဗောနော်ဒါကိုလည်းတမရယုံဝင်ကြီးဌာနကိုတခုတည်းထားမယ်နောက်ပြီးတော့တခြားဝင်ကြီးဌာနတွေကိုလည်းဒါအားလုံးပေါင်းလိုက်ရင်တော့20လောက်ပဲထားမယ်ဆိုပြီးတော့ဒါပြောထားတာကတော့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဗဟိုလုံးမှုဆောင်အဖွဲ့ဝင်ဗောနော်ဦးဝင်းထိန်ကဒါမက်ဆလ4ရက်နေ့တုန်းကပြောထားပါတယ်ဒါအစိုးရအဖွဲ့အစ်ဖွဲ့လို့ရှိရင်ဒါဝင်ကြီးဌာနရှော့ချမဲ့အနေထားပါနောက်တစ်ခုကတော့ဒါဆက်ပြီးတော့ဒါဦးဝင်းထိန်ကြောထားတာကိုပဲသူကဆက်ပြီးကိုကရေးသားထားတာကတော့ဒီဝင်းကြီးဌာနတွေကိုရွေးချယ်တဲ့အခါမှာလည်း မြို့သားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့က40ရာခိုင်နှုန်းပဲပါမယ်။ကျန်တာကတော့တခြားပါတီတွေပေါ့နော်။နောက်ပြီးတော့ပြင်ပနဲ့ပညာရှင်တွေထပ်ပြီးတော့ရွေးချယ်ပြီးတော့ခန့်သွားမယ်။ဆိုပြီးတော့ဒါဆက်ပြီးတော့ရှင်းစားထားပါတယ်။အခုလက်ရှိမှာကတော့ဒါဝန်ကြီးဌာနကဒါ30ကျော်ရှိနေတာကိုသူတို့အနေနဲ့ဒါ20ဝန်းကျင်ထိ short ချဖို့ဒါရွေးထားတာပေါ့နော်။ဒါပေမဲ့ဒီလိုမျိုးဝန်ကြီးဌာနတွေကို short ချလိုက်ပြင်မဲ့လက်ရှိတာဝန်ထမ်းဆောင်နေစေဝန်ထမ်းတွေပေါ့နော်။ဆိုတော့ဝန်ထမ်းတွေအနေနဲ့ကတော့စိတ်ပူစရာမလိုပါဘူး။ကိုယ့်ရဲ့လုံမြတ်လောက်တိုင်းပဲဆက်ပြီးတော့လုံနိုင်တယ်။အဓိကရှိရွေးထားကတော့ ဒါအဂရီလိုက်စားမှုပပျောက်ရေးစသဖြင့်ပေါ့နော်ဒီလိုမျိုးရွေချက်တွေကိုအဓိကတို့အနေနဲ့ဟို short ချမှာဆိုတဲ့ဟာကိုတော့ရေးသားထားပါတယ်ဒီဥဝင်းထိန်ပြောထားတဲ့အနေထားရဆိုလို့ရှိရင်လည်းဒါတကယ်ကိုပြင်ပပညာရှင်တွေပေါဝင်လာမယ်ဆိုလို့ရှိရင်လည်းတကယ်ဟိုလိုအပ်တဲ့နေရာတွေမှာ ကောင်းသွားမယ်အနေထားပါခင်ဗျဟုတ်ကဲ့ပါဒါကတော့ဒုတိယမြောက်သတင်းမှညီမကြီးဟုတ်ကဲ့ โอเคနောက်တစ်ခုအနေနဲ့ကတော့ညီမဒီနေ့ထုတ်ဒီ The Voice Daily ရေပေါ့เนาะစာမျက်နှာ6ကသတင်းတော့ထည့်ပြီးထပ်ပြီးရေးချထားပါတယ်။ဒါကတော့ဒီရာဇဝတ်မှုကျူးလွန်ခြင်းကြောင့်ဆန္ဒပြကြောင်းသားများကိုအေးအေးယူခြင်းဟူသောကုလသမဂ္ဂဆိုင်ရာမြန်မာအစိုးရကိုယ်စားလှယ်ရဲ့ပြောဆိုမှုဝေဖန်ခံရဆိုတဲ့အကြောင်းစင်နေပါ။ဟုတ်ကဲ့ပါခင်ဗျ။ဒါတော့ဒီចောင်းသားရဲ့ဆန္ဒပြမှုနဲ့ပတ်သက်ပြီးဒီကုလသမဂ္ဂဒီအစိုးရမြန်မာအစိုးရပေါ့เนาะသူရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီးရေးထားတဲ့သတင်းပါ။ ဒီမြို့သားပညာရေးဥပဒေပြင်ဆင်ပြောင်းလဲဖို့အတွက်တဆန္ဒထုတ်ဖော်တဲ့အကြောင်းသားများသည့်ရာဇဝတ်မှုကျူးလွန်ခဲ့ခြင်းကြောင့်အစိုးရကဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ကြောင်းကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီညီလာခံမှာတဲ့မြန်မာအစိုးရကိုယ်စားလှယ်ဦးမောင်ဝေရဲ့ပြောဆိုချက်ကိုလက်မခံကြောင်းပြည်ရင်းကလူ့အခွင့်အရေးတက်ကြလှုံ့ဆော်သူများကဝေဖန်ပြောဆိုလိုက်ပါတယ်တဲ့ဒီမတ်လ14ရက်နေ့ဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့မှာကျင်းပတဲ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ32ကြိမ်မြောက်ညီလာခံမှာတဲ့မြန်မာနိုင်ငံအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်ပြီးတင်ပြချက်များမှာအပြည့်အဝမှန်ကန်မှုမရှိကြောင်းရာဇဝတ်မှုကျူးလွန်ခဲ့ခြင်းကြောင့်ဟို ဒါကြောင့်မို့လို့ငယ်ချင်းကြောင့်အေးအေးယူခံရရဲဆိုရဲဒီမြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ကောင်းတာဥမ္မောင်းဝေးကပြောဆိုခဲ့ခြင်းဖြစ်တယ်ဆိုပြီးတော့သူကထည့်ပြီးရေးထားတာ။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဗောနောဒီဥမ္မောင်းဝေးရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီးဒီမြန်မာနိုင်ငံကလူ့အခွင့်အရေးတက်ကြွလာလှုပ်ရှားတဲ့ဒီဥအောင်မျိုးမင်းကသူကဘယ်လိုပြောထားလဲဆိုတော့ ဒီဥမောင်ဝဲညီလာခံမှာပြောဆိုချက်ကိုလုံးဝလက်မခံဘူးတဲ့ပြီးတော့ចောင်းသားကောင်းဆောင်မဖြူအောင်ကိုလည်းအစိုးရကဖမ်းဆီးအရေးယူတာရာဇဝတ်မှုကျူးလွန်နေဆိုပြီးတော့ဖမ်းဆီးတယ်လို့ပြောတယ်တဲ့မတရားတဲ့ပညာရေးဥပဒေပြင်ဆင်မှုဆောင်ရွက်သူတွေကိုရာဇဝတ်မှုလို့သတ်မှတ်တာအတော်စိတ်ပြတ်ဖို့ကောင်းတဲ့ကိစ္စပါတဲ့သူရဲ့ပြောဆိုမှုကထောင်ထဲရောက်နေတဲ့ចောင်းသားအလုံးကိုစော်ကားလိုက်တာလည်းဖြစ်တယ်ဆိုပြီးတော့သူကသူ့ရဲ့မှတ်ချက်ကိုပြောဆိုလိုက်တယ်ဗောနောမြို့သားပညာရေးဥပဒေပြင်ဆင်ရေးဆန္ဒဖော်ထုတ်မှုများအတွက်ចောင်းသားចောင်းသူတွေနဲ့ဝန်ရံသူများတည်တဲ့ ီတိလက်နှက်ကိုများကိုက်ဆောင်တိုက်ခိုက်ခဲ့ခြင်းလည်းမရှိဘူးတဲ့အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းဖြစ်တဲ့အတွက်တကုံတက္ကသိုလ်ကျောင်းသားတမကကကိုမင်းသူဝင်ကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူကဒီလိုသူတို့လုတ်ခဲကိစ္စနဲ့ပတ်သက်ပြီးသူကပြောဆိုလိုက်တယ်ပေါ့နော်ဒီဆိုပါအကြံပြုချက်၄ခုလုံးမှာတဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးတရားဥပဒေစိုးမိုးရေးကဏ္ဍပြည်ပင်ပြောင်းလဲရေးဒီလူအခွင့်အရေးအခြေစိုက်တိုင်းရင်းသားလက်နှက်ကိုင်းတပ်ဖွဲ့များနဲ့အဖွဲ့အပြည့်ခက်ရစဲရေးစာချုပ်ဆုံးဆိုလာတော့ ိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေမှုတို့ကိုလည်းတထည့်သွင်းတင်ပြခဲ့တယ်ပေါ့နော်ဒီညီလာခံမှာအရာတွေနဲ့ပတ်သက်ပြီးသူကကြီးသားထားတယ်ပေါ့ဟုတ်ကဲ့ပါဒါကတော့ဘလူရွှေချက်နဲ့ဘလူမျိုးသူ့အနေနဲ့ပြောဆိုလိုက်တဲ့ဆိုတော့ဒါကျွန်တော်တို့လည်းခံမှန်းဖို့တော့ခက်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီဗီဒီယိုဖိုင်တွေဓာတ်ပုံတွေလည်းအများကြီးအဲ့ဒီတုန်းကတက်ခဲ့ပါတယ်အဲ့ဒီပါဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါဒီចောင်းသားတွေအနေနဲ့ကဒါလက်နက်ကင်ဆောင်ထားတာမျိုးလုံးဝမရှိဘဲနဲ့တခြားကျွန်တော်ဒါနံပါတ်တုတ်ကင်ဆောင်ထားတဲ့သူတွေကဒါကျွန်တော်တို့ចောင်းသားတွေနောက်ပြီးတော့တခြားဖွဲ့စည်းတွေရဲ့ကားတွေပစ္စည်းတွေကို ရိုက်နှက်ဖြက်စီးတာတွေကတော့ဒါအကုန်လုံးသိပြီးသားပါတနိုင်ငံလုံးလည်းသိပါတယ်ကျွန်တော်တို့ဓာတ်ပုံတွေဗီဒီယိုဖိုင်တွေထောက်လျှောက်တက်ခဲ့ပါတယ်ဒါကိုသူ့ရဲ့ပြောဆိုမှုပေါ်ဒါဒီလိုမျိုးဝေဖန်ထောက်ပြကြတယ်ဆိုတာကတော့ဟုတ်ကဲ့အများပြည်သူတွေလည်းစဉ်းစားလို့ရပါတယ်ဟုတ်ကဲ့ဒီကိစ္စတကယ်လုံးဝမဖြစ်တဲ့ကိစ္စပေါ့နော်ဒီတကယ်ကိုဒီမျိုးသားပညာရေးဥပဒေဆန္ဒပြခဲ့တဲ့အကြောင်းသားအားလုံးစော်ကားလိုက်တာနဲ့အတူတူပဲဆိုပြီးသူတော့တုံးသက်ထားသလိုမျိုးပဲဖြစ်နေတယ်ပေါ့နော်ဒီကိစ္စပေါ့တကယ်တော့ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ညီမလေးဒါတတိယမြောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ Daily 11သတင်းစာရဲ့ ဒါဆမ်မနာ25ကသတင်းတပုတ်ကိုရွှေထားပါတယ်ဒါကတော့ကျွန်တော်တို့ဒါတရားဥပဒေနဲ့ဆိုင်တဲ့သတင်းလေးတပုတ်ပါဒါပြီးခဲ့တဲ့ဒီ2015စက်တင်ဘာလတုန်းကဖြစ်ခဲ့တဲ့ဖြစ်ပျက်နဲ့ပတ်သက်တဲ့သတင်းပါဒါကတော့နေပြည်တော်ကောင်စီနေမင်း၌ယောက်ျားဖြစ်သူကိုဓာတ်ဖြစ်ထိုးသက်ပြီးဇနီးအားတားမြားပြုကျင့်မှုဖြစ်စဉ်တွင်ကျူးလွန်သူ၄ဦးနဲ့၃ဦးကိုဒက္ခိနခရိုင်တရားရုံးကတည်တံ့ချမှတ်ဆိုတဲ့သတင်းလေးဖြစ်ပါတယ် ဆက်ပြီးတော့ရေးသားထားတာကတော့မက်ချ်လာ15ရက်နေ့ကဒါတေးရန်ချမှတ်လိုက်တယ်ပေါ့နော်တေးရန်ချမှတ်တဲ့အခါမှာမှုကျွလုံတဲ့သူ၄ဦးတည်းက၃ဦးကတော့အသက်16နှစ်ကျော်တဲ့သူတွေဖြစ်တယ်ဒီ16နှစ်ကျော်တဲ့သူ၃ဦးကိုမတိမချင်းကျိုးကင်းဆွတ်ပြီးတော့တတ်ဖို့အတွက်ကျိုးကင်းဆွတ်ပြီးတော့ပေါ့နော်ဒါတက်စီအမိန့်ကိုဒက္ခိဏခရိုင်တရားသူကြီးကမိန့်ပေးလိုက်ပါတယ်ကျန်တဲ့သူ၃ဦးပေါ့နော်သူနဲ့ပတ်သက်ပြီးတော့ပြောထားတာကတော့ဒါအသက်15နှစ်နဲ့16နှစ်ကြားကောင်လေးနဲ့ပတ်သက်ပြီးပြောထားတာကတော့ဒက္ခိဏခရိုင်တရားသူကြီးဦးတန်းလွင်ကပြောကြတာတော့ သူတို့နဲ့အတူအမှုကျူးလွန်နေတဲ့ကလေးဖြစ်တဲ့မောင်မျိုးခေါ်မျိုးစော်ဝင်းကိုဇမုတိရိမြို့နယ်တရားရုံးမှာစစ်ဆေးနေပါတယ်သူကိုတီးခြားခွဲပြီးတရားဆွဲရတာကတော့ကလေးသူငယ်မှုကင်းတွေကိုမြို့နယ်တရားသူကြီးတွေကသာစစ်ဆေးစီရင်ပိုင်ခွင့်ရှိပါတယ်အဲဒါကြောင့်မြို့နယ်တရားရုံးမှာစစ်ဆေးတာပါဆိုပြီးတော့သူကတော့ပြောထားပါတယ်ဟုတ်ကဲ့အာသူ့အနေနဲ့ကတော့အသက်ကတော့မပြည့်သေးဘူးပေါ့နော်ဒါပေမဲ့ပြည့်မှုကျူးလွန်နေတဲ့မှာပါနေတာကတော့တော်တော်လေးကို စဉ်းစားဖို့ကောင်းပါတယ်ဟုတ်ကဲ့ပါဒီ channel ဖြစ်စဉ်လေးနဲ့ပြီးခဲ့တဲ့ဒီဖြစ်စဉ်လေးနဲ့ပတ်သက်ပြီးတော့လည်းပြောချင်ပါတယ်ဒါကတော့စက်တင်ဘာလ29ရက်နေ့ည12နာရီကျော်အဲဒီမှာအသက်16နှစ်အရွယ်လင်မယားစုံတွဲပေါ့နော်လင်မယားစုံတွဲကဒါလေဝီမြို့နယ်ကနေလေဝီမြို့နယ်နောင်မူကြီးရွာကနေနေပြီးတော့ကိုဆိုင်ကင်းနဲ့ထွက်လာတယ်နေပြီးတော့ဒကိနသီရိမြို့နယ်ဂျန်ရှင်းစင်တာအကျော်မှာအဲဒါဆိုင်ကင်းနဲ့အမည်မသိသူ၄ဦးကဆိုင်ကင်း၂စီးနဲ့သူတို့ချင်းချောက်ပြီးတော့ခေါ်သွားတယ်ပြီးတော့ဂျန်ရှင်းစင်တာရဲ့အနောက်ဘက် တတ်တမန်ဆုံးဘီလန်နဲ့လမ်းသွဲအရောက်မှာဆိုလို့ရှိရင်ယောက်ျားကိုဒါနဲ့ထိုးတတ်လိုက်ပြီးတော့ဂျန်နဲ့သူတွေကတော့ဒါအမျိုးသမီးကိုသားများပြုကျင်လိုက်တယ်ပေါ့နော်ဒါကိုဒါနဲ့ပတ်သက်ပြီးတော့ဖန်ဆီးရမိထားတဲ့တရားခံလေးဦးကိုတဲ့ပ98မြင်းဆောင်2015ပြည်မှုဆိုင်ရာဥပဒေပုံမှ32မြင်းဆောင်386နဲ့ဒခိနတီမျိုးနဲ့ပေါတော့ရက်စခန်းမှာအမှုဖွင့်ရေးယူခဲ့တယ်ဆိုပြီးတော့ဆက်ပြီးတော့ရေးသားထားပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ညီမရေနောက်ဆုံးအစီအစဉ်ကတ်တွန်းဟုတ်ကဲ့ဟုတ်ကဲ့ ဒီအစီအစဉ်ဒီနောက်ဆုံးအနေနဲ့ကာတွန်းကိုတော့ဒီဆန်တော်ချိန်နေ့စဉ်ရဲ့နောက်ဖုံးကကာတွန်းလေးချိန်ထားပါတယ်ဒီမှာတော့ဒီပုံစံကတော့ဒီတကြံစာပေါ့တကြံစာထွက်လာတာကိုဖတ်ပြနေတဲ့အချိန်မှာရှေ့ကလူကတော့ပျော်နေတဲ့ပုံစံပေါ့နော်သူအဓိကသူအမှ profile လေးနဲ့စာကိုသူဖတ်ပြနေတာကတော့တပောင်းတစ်ခုအကြောင်းထူးပြီးတဲ့သမရအစ်စ်နဲ့ပြည်သူမျိုးဆိုပြီးတော့သူကဖတ်ပြနေရှေ့ကလူကတော့သူကပြောသွားတယ်ဆိုတော့ဒီစာနဲ့ပတ်သက်ပြီးတော့ဗောနော်သူအဲ့ဒါကိုရေးသားထားတယ်ကာတွန်းရာစားတာစီရေးထားတာဗောနော်ဟုတ်ကဲ့ပါခင်ဗျာဒါကတော့ကျွန်တော်တို့ဒါ မနေ့ကတော့ရွေးချယ်ခံလိုက်တော့နိုင်ငံတော်သမရသစ်ပေါ့နော်ဦးထင်ကျော်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါကတ်တုန်းစရာတွေကဂုံပြုရှင်းသားထားတာလေးပါပဲခင်ဗျာဟုတ်ကဲ့ပါဒီကတ်တုန်းလေးနဲ့ပဲကျွန်တော်တို့ဒီနေ့မတ်လ16ရက်နေ့ကထွက်ရှိလာတဲ့သတင်းစာဂျာနယ်တွေကကောင်းလို့ရသတင်းတွေထုတ်ထုတ်ဖတ်ကြားပေးတဲ့သတင်းသားဘောကဖတ်စရာအစီအစဉ်ဒီမှာရင်ပြီးဆုံးပြီဖြစ်ပါတယ်ဒီ VP ကိုအားပေးကြည့်ရှုနေသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ